မောက်နိုင်ငံမှာ2021နောက်ပိုင်းကနေပြီးတော့ PDF အကြံပတ်သမားတွေရဲ့တက်ဖြတ်မှုတွေလုံခြံမှုတွေကြောင့်ဆရာတော်မဘူကလည်းဒလုံးဒလုံးစိတ်ဥဒပေးနေပါလေဆိုတော့သိစေခြင်းနဲ့ကလည်းအခြားဘာမှမရှိဘူးလက်မတော်ပုံရိပ်ကြောင့်လက်မတော်တိတ်ခါကြောင့်ဥစဉ်တော့လုံနေခြင်းမဟုတ်ဘူးငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါအောင်နော်။ဒီမှာပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ မအနေနဲ့ဒီပထမဆုံးပြောပြချင်တာလေးကတော့3ရက်4လ2025ရက်နေ့နနက်7နာရီအချိန်ထိနိုင်ငံတော်ကနေပြီးတော့ကောက်ယူရရှိထားတဲ့စည်ရင်းလေးတွေပေါ့နော်တေဆုံးနဲ့ဒဏ်ရာရရှိပျောက်ဆုံးစင်းလေးတွေကိုကျွန်တော်ပြောပြပေးပါမယ်ရှင်။တနိုင်ငံလုံးတိုင်းတန်နဲ့ငလင်တန်တင်ခံခဲ့ရတဲ့ဒေသတွေမှာရရှိကောက်ယူထားတဲ့စင်းလေးတွေဖြစ်ပါရရှင်။တေဆုံးသူကယနေ့အထိဆိုရင်385ဦးရှိပါပြီရှင်။ဒဏ်ရာရရှိသူက4915ဦး၊ပျောက်ဆုံးနေသူက342ဦးရှိပါပြီရှင်။တေဆုံးသူဟာဆိုရင်3000ကျော်သွားခဲ့ပါပြီရှင်။ နောက်ထပ်အရေးအတွက်တရားလဲနောက်နေ့တွေမှာထပ်မှန်ပြီးတော့တိုးပွားနိုင်မှာရှင့်။ဘာကြောင့်လဲဆိုတော့အခုချိန်ထိကိုပြက်စည်းပုံနေကြတဲ့မှာပြိမိနေတဲ့သူတွေရဲ့ခန္ဓာကိုယ်တွေကိုရှောင်ပွေနေစေဖြစ်တာကြောင့်ပဲဖြစ်ပါရှင်။ကျမောက်နိုင်ငံရဲ့ကြီးမားသောဆုံးရှုံးမှုကြီးကိုကြုံခဲ့ရတဲ့ငလင်ဘေးဒဏ်ကြီးတာဖြစ်ပါရှင်။ဒီဘက်ပြည်သူများရှင်ဒီငလင်ဆိုးကြီးကြောင့်ကျမတို့မန္တလေးမြို့ကမစိုးရင်တိုက်သက်ကလည်းပြိုကျပြီးတော့ပျက်စီးခဲ့ပါရှင်။အဲ့ဒီမှာတန်ဃာတော်22ပါးပြန်လုံတော်မူခဲ့တယ်လို့သိရပါရှင်။တန်ဃာတော်ရဲ့မိသားစုဝင်တွေသိရှိနိုင်ဖို့အတွက်ဘွဲ့နံမဲတွေနဲ့ ်နေရဲ့လိပ်စာဒေတာတွေကိုလည်းရေးသားထားတဲ့စာရွေးလေးရှိပါရှင်အဲ့ဒါလေးကျွန်မပြသပါမယ်ရှင်ကျမအနေနဲ့ဒီစာလေးကိုပြသရတာကတော့တန်ဃာတော်တွေရဲ့မိသားစုဝင်တွေသိရှိနိုင်ဖို့အတွက်ပြသပေးတာဖြစ်ပါရဲ့ရှင်။ဒီစာလေးမှာပါတဲ့ဆင်းလေးကိုဖတ်ရှုပြီးတော့နိစ္စရာသူရဲ့အနေနဲ့အကြောင်းကြားပေးပါရဲမေတ္တာခံလိုပါရဲ့ရှင်။ကျမနိုင်ငံမှာ2021နောက်ပိုင်းကနေပြီးတော့ PDF အကြံပတ်သမားတွေရဲ့တပ်ဖြတ်မှုတွေ လုံခြံမှုတွေကြောင့်ဆရာတော်အပားတရာကျော်ဆုံးရှုံးခဲ့ရပါရှင့်အခုငလီဘေးတံမှာဆိုရင်လည်းဒီလိုပါပဲရှင်တန်ဃာတော်ကြီးအသက်ဆုံးရှုံးခဲ့ရတာရှိပါရဲ့ရှင့်ကျမအနေနဲ့ဘဲဘာသာဝင်မစိုးကို့ဘာသာတရားရဲ့တံမိုးထားရတဲ့ပုံကိုယ်တွေကိုဆုံးရှုံးမှုတွေမဖြစ်ချင်ပါဘူးရှင်အဲဒါကျွန်တော်တို့ဗုဒ္ဓဘာသာတွေနေနဲ့လည်းဒီသတင်းကြားရတာစိတ်မကောင်းဖြစ်ရပါတယ်ဒါပြင်ကိုပလီရီပြိုကျပြီးတော့အထက်မှဝိပုနေတဲ့သူတွေတေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ပါရဲ့ရှင့်ဒီအတွက်လည်းကျမတို့အင်မတန်စိတ်မကောင်းဖြစ်ရပါရှင့်ဒီချိန်မှာကျမတို့ဘာသာဝင်တွေအားလုံးပေါ့နော်ဘာသာပေါင်းစုံကဘာသာဝင်တွေပေါ့ရှင့် အားလုံးကစိတ်နှလုံးပျိုးချုံနေရတဲ့အတွက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ထိခိုက်တာတွေစော်ကားတာတွေမလုံခြုံဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါရှင့်လုံခဲ့တဲ့ချက်တည်းအားဆိုရင် ARB သတင်းဌာနအနေနဲ့တင်ထားလေးမြင်ရပါတယ်ကျမတို့နိုင်ငံအတင်ကူဆရာတော်ကြီးနဲ့အရှင်စေကိန်းနာကိုစော်ကားပုတ်ခတ်ထားတာပါရှင့်ဆရာတော်ကြီးအနေနဲ့ဒီလိုမျိုးကိစ္စတွေမှာကူညီခြင်းမရှိဘူးလားဆိုပြီးတော့မေးခွန်းထုတ်တယ်လို့ဘာလို့လဲစော်ကားထားတာပေါ့နော်တင်ကူဆရာတော်ကြီးတို့အရှင်စေကိန်းနာတို့ဟာဆက်စပ်ချိန်ကလေးကိစ္စဖြစ်ခရေရနေပြီးတော့ ငလင်ကိစ္စမှာကုညီဆောင်ရွက်ဖို့အတွက်ကိုညွှန်ကြားထားပြီးသားဖြစ်ပါရှင့်ဒီတော့ကုညီဆောင်ရှောက်မှုတွေကိုအစောဆုံးပြုလုပ်တဲ့သူတွေထဲမှာဆရာတော်တွေပါဝင်ပါရှင့်သူတို့တွေဟာမျက်စိနားတွေညာကန်းနေကြရလားမသိပါဘူးရှင့်ဒါမှမဟုတ်အတအမိုက်ပေါင်နေဖုံးနေကြလို့မမြင်လာလားမသိပါဘူးရှင့်ဒီလိုမေးခွန်းထုတ်ပြီးတော့ဆရာတော်တွေကိုစော်ကားတယ်ဆိုတော့ကတော့စိုးရပါတယ်ဒီချိန်မှာဘာသာဝင်တွေအားလုံးကလေဘာသာဝင်မဆိုဆုံးရှုံးမှုတွေဖြစ်နေတာရှင့်တပောက်ဘေးဒဏ်ကြီးကဗုဒ္ဓဘာသာပဲဆိုပြီးတော့ရွေးပြီးတော့တိတ်ဆုံးစေခဲ့တာမဟုတ်ဘူးရှင့်အစ္စလာမ်ဘာသာဆိုပြီးတော့လည်းတိတိကျကျခေါ်ထုတ်တော့တာမဟုတ်ပါဘူး ခရစ်ယာန်ဘာသာတွေဆိုပြီးတော့လည်းတိတိခေါ်သွားတာမဟုတ်ဘူးရှင်အားလုံးကိုထတ်တူညီစွာနဲ့စိုးကျိုးတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့စော်ကားတာတွေနှိပ်ချတာတွေအပြင်သူတို့သတင်းမှသတင်းတုတွေနဲ့လောက်ကင်နေဆိုတာမှားရင်ပါရှင်။ဗုဒ္ဓဘာသာမှာလည်းတန်ဃာတော်တွေဟာဆိုရင်ငလင်ဘေးတံကိုကိုကြီးဆောက်ရှောက်နေကြတယ်။ဒီလိုပဲအခြားဘာသာတွေဟာဆိုရင်လည်းသူတို့သက်ဆိုင်ရာသက်ဆိုင်ရာပုံကိုယ်တွေဟာအတတ်နိုင်ဆုံးဆောက်ရှောက်ပြီးတော့ကူညီနေကြတာပါရှင်။ဒါလေးကိုတည်တည်ချာချာလေးမြင်တတ်ကြည့်တတ်ဖို့အတွက်လိုပါတယ်။အမြင်ရှင်းရှင်းနဲ့ကြည့်တတ်ဖို့အတွက်လိုပါရှင်။ ဗုဒ္ဓဘာသာဘလို့နီးနဲ့မဆိုတိုက်ခိုက်မှဖြစ်မယ်ဆိုတဲ့ပြတ်မှတ်ရှိထားတယ်စပွန်ဆာရထားရဲဆိုတော့ဆက်လို့ပေါ့ရှင်မကြောက်တော့ဆက်လို့ပေါ့ရှင်ကျမဒီလိုပဲပြောချင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့လူဆိုတာကကိုယ့်ရဲ့ယူဆချက်နဲ့ကိုယ့်ရဲ့ဘဝရဲ့ဒီချက်နဲ့ကိုပဲလေရုပ်မာမှထမင်းစားရတဲ့သူကရုပ်မာမှာပဲရှင်။ဒါပေမဲ့လူဖြစ်တာချင်းအတူတူရုပ်မာတော့မှရုပ်မာပြီးတော့မှသူများပုံမှန်တဲ့နေမှတဲ့နေတူတွေတွင့်ပြီးတော့မှပုတ်ခတ်ပြောဆိုပြီးတော့မှစားတဲ့ထမင်းလောက်ကအင်မတန်ကိုညစ်သေးပါရဲ့ရှင်။ညစ်သေးတာတော့မှ လူတယောက်ရဲ့ခန္ဓာကိုယ်တွေကထွက်တဲ့မဆင်ထက်တောင်မှညစ်ထေးပါရဲ့ရှင်ဒီတော့မဆင်ထက်ညစ်ထေးတဲ့ထမင်းလုပ်တွေကိုညစ်ထေးတဲ့လုပ်ငန်းစဉ်တွေလုပ်ပြီးတော့မှစားတဲ့သူတွေအတွက်ကတော့ကျမတို့ကသနာစိတ်ကလည်းလို့ရှင်ကျန်တာမဖြစ်တော့ပါဘူးရှင်ဒါလေးတော့ကျမပြောပြချင်ပါတယ်ကျမတို့ကြုံရတဲ့ငလင်ဘေးဆိုးကြီးကိုအကြောင်းပြုပြီးတော့ငံနိုင်ငံရဲ့အမျက်ထုတ်နေတာတွေ ဘာသာရေးစော်ကောင်းမှုပြုလုပ်နေတာတွေဟာဆိုရင်အင်မတန်ရှက်ဖို့ကောင်းလဲဆိုတာသိဖို့လိုတယ်။ဒိုင်းနဲ့ပတ်သက်ပြီးတော့ထမင်းရှာစားဖို့ဂျန်စီနေရယ်ဆိုရင်တော့မစင်ထက်ယုံဖို့ကောင်းတဲ့အငြိကြီးကိုစားပြီးအသက်ရှင်နေသူဖြစ်တာကျမတို့သတ်မှတ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမဒီကနေသတင်းတင်ဆက်မှုလေးနေကိုပြတ်သားစွာပဲကျမပြောလိုက်ပြန်စီရှင်။ပြောရည်မင်္ဂလာပါဗျာ။ဒီနေ့က3ရက်လေးလဝ2000နဲ့မှ25ဖြစ်ပါတယ်ဗျာ။ဘာဦးစင်တရရဲ့နေရာနေနော်တရရဲ့နေရာနေအလူခံလိုက်တယ်ပေါ့။အလူခံလိုက်တယ် ော့ကျောင်းဦးစင်းဟာငလျင်ဘေးအတွက်အလူခံနဲ့ဥစဉ်သူကိုလူသားနဲ့အလူချင်းစင်းလေးတွေဦးစင်းကကြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့အလူချင်းစင်းလေးတွေကြောပြပြီးလဲဦးစင်းလူသားနဲ့အရာအလုံးဦးစင်းစင်းစရာနဲ့အကုန်လုံးမှတ်ထားတာဖြစ်ပါတယ်เนาะအဲ့တော့ဦးစင်းကဒီငလျင်ဘေးအတွက်ဒီလေရဟန္တာငါလေးဆရာလေးဒီလိုက်ရှင်တွေအတွက်ကိုဦးစင်းကတိတ်ထောင်မှတ်ထားပါတော့ကြာအဲ့တော့ခြားခြားအလူချင်းတွေကတော့ပွဲလေသူ ကူမင်းသူကြည်စု၍မောင်ဆန်ရှာမခိုင်တစဉ်မိသားစုတိတ်နှစ်ဆယ်ဒီကန္နာဖြစ်ပါတယ်ကူမင်းတော်နဲ့ညီများမှတိတ်နှစ်ဆယ်ကိုရနိုင်ဦးဆယ်လေးဘုဒ္ဓကောမိသားစုမာတိတ်ဒီဤမခိုင်တစဉ်ကျိုးနှစ်သိမ်းကိုအောင်ပြည့်မဆင်နေလွယ်တင်မင်းဖြင့်၅သိန်း၃၀ တော်ပြုံးတွင်းနဲ့တားတပီများမှလည်းတိတ်တရာမဆန်းဆန်းမုံမီတားစုကေဘေးဖြစ်တုံးတဲ့ဦးအောင်ဦးအောင်ကျော်မွေဒေါ်ဒေါ်တော်တာရည်စူး၍သမီးဒေါ်ရမင်းမှ52သိန်းခွဲဦးတို့အောင်မဇပဲကေဘေးဖြစ်15သိန်းမကြည်ကျွဲမခွာညို တိပိဖြစ်ဆယ်ဒိဘုံမူတော်တာထွန်းနှစ်ဒိဥကြောဆန်းညွနယ်မူ၅ဒိဆာမကန္နာမင်းနိုင်15ဒိဒါဥစဉ်စီကိုဒီကနေတာတရက်နေ့တရက်နေရာဒီပေါ်လေးတုံးရက်ကြီးကိုဒါလူလန်းနဲ့အလူရှင်များဖြစ်ပါလေရအဲ့တော့ဥစဉ်ဟာဒါဥစဉ်စီကိုဒီနေ့လဲတုံးရက်နေ့ဥစဉ်ကိုလူတန်းကိုခေါ်ထားတဲ့ ကောထားရတူတူတယ်ဆိုတော့ကိုယ်ပိုင်နဲ့သွားမှာပေါ့ဗျာနော်ဒါဘလို့ကလည်းအလုံးနဲ့မာနဲ့မာတော့အဲ့တော့ဥစဉ်ကလည်းအများအတွေ့ဆိုတော့လည်းကိုယ်ကိုယ်တိုင်နဲ့သွားပြီးမှအလူခမ်းမဲ့တပည့်ရဲ့သွားပြီးမှလည်းအလူခမ်းမဲ့ဟာပေါ့နော်ဘုံဘုံအောက်ကိုစဉ်းနိုင်မလားဗျာတဲ့အောက်ရောက်ရင်လည်းတပြည့်လို့ဒီကိုလာပြီးမှဒီဘာပေါ်နော်လာပြီးမှအလူခံလဲပါဦးဗျာတဲ့ဒီနေ့လဲဦးသိန်းရတာဘာရောက်ပြီးမှအလူခံမှာဖြစ်ပါလိမ့်ဗျာဒါတွေကတော့ဦးသိန်း နဲ့ပြန်သကိုင်းကိုပို့မဲ့အရာလေးပေါ့နော်သကိုင်းကိုပို့မဲ့ဆရာလေးပြလိုက်ရှင်နေရေပတ်စံကတော့ဥစဉ်သိန်း200လောက်ပေါ့နော်သိန်း200လောက်ရဲ့ဒီစားစရာအကတည်းကကျောင်းကျောင်းကြောင်ကြားရတဲ့မှာမရောက်သေးတဲ့အရာရှိတယ်ခုရဲဒီအေးဘူးတွေကတော့ဒါဝိုင်းဒီအေးဘူးတွေကတော့ဥစဉ်လို့ဒါဒီဘက်မှာပရိဒါဓမ္မတွေတေဇေဓမ္မတွေအတွက်ဒါဒီလေးလေးနဲ့စေပြီးဒီဘူးတဲ့အခါမှာဥစဉ်တိုက်ဖို့ကတော့ဒါဝဲလာဖြစ်ပါတယ်နော်နောက်ထပ်ဥတော့ဝဲအောင်မှဖြစ်ပါတယ်နော် တော့ဦးဇင်းတို့ကမနေ့ဒီနေ့ဆိုလို့ရှိရင်ဦးဇင်းတို့ပြည်ဦးဇင်းစစ်တပ်ကတော့ကိုသွားရောက်ပြီးမှဒါတန်ခါ20တုံးမှအတွက်ကိုတပားလေးရင်တသိန်းလုံးပြည်ဦးဇင်းဒါသွားပြီးမှ20တုံးသိန်းပေါ့နော်တန်ခါအဲ့လူနာသောတန်ခါဒီဆရာလေးညီလိုက်ရှင်လူနာညီလိုက်ရှင်ဘောတန်ခါလေးစောင်းနေ45ရောက်55ရောက်ကြများလားတချို့ကြလည်းနေစရာသွားစရာမရှိတော့သူတို့ဒုနာရီနဲ့ပဲလိုက်သွားတာရှိတယ်အဲ့တော့ပြည်ဦးတို့မှာဆေးကုတာနေစစ်တပ်ကတို့မှာစစ်စေးုံမှာဆေး ကုသတွေဆရာလေးတွေပဲပြီးပြပါရဟန္တာကတော့ဒီဖြစ်ဖြစ်တပိတော့ကြောင်းတော့လာပြီးမှတရေတုံးလို့ရတယ်လာပြီးမှနေလို့ရပါတယ်တပိတော့ကြောင်းမှတပိတော့ဘာတနိုင်တယ်လဲဆိုရင်ဆွင်းဆွင်းတို့ဆွင်းကိစ္စတော့ပူဇော်မလိုတော့ပါဘူးဗျနော်တန်ခါတော့ဆိုရင်တော့တင်ငန်းဆိုရင်လည်းပူဇော်တော့တပိတော့မှတင်ငန်းနေလဲကောင်းတဲ့တင်ငန်းနေအများကြီးရှိပါတယ်ဒါဆွင်းဟင်းဆိုလည်းပူဇော်မလိုတော့ပါဘူးအေးစစ်စစ်လည်းအခုတော့တပိတော့အဆောင်နဲ့ဆောင်လဲဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဗေဇရာလည်း မကူပါဘူးလို့ပြောလို့ရပါလေခင်ဗျာလာပြီးမှရေတုံးလို့ရတယ်ဆိုတဲ့တောင်းလေးကိုလည်းတပြီးတော့ကနေမှဒါဒုတိယသွားရှောက်သားချင်းဖြစ်ပါတယ်နော်အဲပြေဦးလွယ်စင်စင်ရောဒီကရဥစဉ်ကိုယ်စားလဲကိုယ်စားလဲပဲသွားရတယ်ဗာဖြစ်လို့လဲဆိုတော့ပြေဦးလွယ်စင်ရောအူကြီးရဥစဉ်လို့သွားလို့တဲ့ကမှမှတ်တမ်းနေလို့မရဘူးလေဓာတ်ပုံရိုက်လို့နေရာလို့ဥစဉ်ကိုဖုတ်စိတ်မှကိုယ်စားလက်ပြောတဲ့ခါမှာပြောတော့ဘုံစင်ဓာတ်ပုံရိုက်လို့တော့မရဘူးရတယ်အော်ဦးဘင်းတို့ကဒီစစ်စေးုံတွေကိုတွားတယ်ဓာတ်ပုံရိုက်တယ်ဆိုတာကမှတ်တမ်းတင်တယ်ဆိုတာကနိုင်ငံကြီးချင်းလို့တင်တာမဟုတ်ဘူး အခုတက်မလို့ဆေးရုံနေဒီလိုရဟန္တာငါတော်တို့ဒီလိုတိလရှင်တွေကိုဒီလိုတရားရဏတေရီချာချာဆေးပုဒ်ပေးနေပါလားဆိုတဲ့အကြောင်းလေးကိုပြည်သူတွေသိသိချင်တာတစ်ဖက်ဘက်တွေသိသိချင်တာအဲ့ရွယ်ချက်နဲ့ဦးဇင်းတို့ကမှတ်တမ်းတွေနဲ့လက်ပုံလိုက်တယ်ဟာလားဒီလိုလိုဆေးဆေးရုံမှာတော့ဘလို့တက်ငါရဟန္တာငါတော်တွေကိုသွေးမဘူဝလည်းဘလို့လိုဆေးပုဒ်ပေးနေပါလားဆိုတော့သိသိချင်တဲ့ခံအခြားဘာမှမရှိဘူးတက်မလို့ပုံရိပ်ကြောင်တက်မလို့တိတ်ခါကြောင်ဦးဇင်းတို့ကလုံနေခြင်းမဟုတ်ဘူး အဲစစ်စေးယုံကစေးယုံကြီးတိအောင်ကျုပ်ကပြောပြနေဖြစ်တယ်နော်အဲ့တော့ခင်ဗျားကျုပ်တို့ကတော့သူ့ကိုပြောပြရမတော်ဘူးသူကမနေ့တတိကရမှာနေသားတယ်အဲ့ဒီစေးယုံအုပ်ကြီးရှိနေရတော့ဘွာလို့ဟောလာအတဲလက်60ရှိနေပါတယ်နော်ဘောက်ကတော့ဈေးပူမှာအဲ့စစ်စေးယုံတက်မှာဈေးပူပါမှာအသက်ရှင်မှာဆိုရင်အသေးပဲခံလိုက်တော့မယ်ဒါတော့တဘောတာဖြစ်နေတဲ့စေးယုံကြီးနော်သာတော့ဦးဇင်းကတက်နေမှမှတ်ပြီသာပြောမလို့တက်နေမှမဟုတ်ဖ ೇನೆ ဆေးဟုတ်ကြီးဖြစ်နေတယ်เนาะဒါတော့ဦးဇင်းကပြောပြရင်းဖြစ်ပါလေเนาะ ဦးဇင်းတို့ဒီတက်မတော်ကိုပုံရိပ်ကြအောင်လုံးဝလုံးဝလုပ်နေတဲ့ဘုံတက်မတော်ကိုပုံရိပ်တက်အောင်လားဦးဇင်းတို့ကလုပ်နေတဲ့ဘူတော်တွေဆိုတာကိုလည်းဖေးအောင်ကြီးလဲဒါပြည့်ပြည့်ချင်းပါလေကနော်ဦးဇင်းတို့ဆေးတွေဝင်လာလို့ရှိရင်ဆေးဝင်ဆရာဆရာမတွေရောဒူနာတွေရောအရန်ပျော်ကြတယ်အရန်ပျော်ကြတယ်ဘာလို့ပျော်ကြလဲဦးဇင်းတို့ဆေးအောင်တော့အကုန်လုံးဒူနာတွေရောအကုန်လုံးရောလူလည်းကိုခနေသားလေးမိတက်မတော်ချင်းမြတ်လို့လူများလူတန်းတဲ့အရာတွေကိုဒူနာတွေရောအကုန်လုံးပြူရောက်အောင်ပို့နိုင်တဲ့အတွက်ကြောင့်ဟုတ်ကူတော့ဒါမလူဘူးလူလည်းဆိုတော့လူလည်းအလုံးဒါ 食用的那些东西，现在要占蛮多啦，像恐龙、蜘蛛的药，地龙嘛，都比较些嘛的，阿罗大话的讲。